ိတ်တော်အလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အန်ကင်မူပါကျွန်တော်ဒီနေ့စီစဉ်မစခင်မှာ channel subscribe လောက်အသေးတဲ့သူများရှင်လောက်ထားပြီးတော့ဘေးနာခေါင်းလောင်းလည်းနှိပ်ထားပေးပါဦးပြီးရင်ဒီနေ့ဂျိုသားကောက်လည်း VPN link ဖြန့်ပြီးတော့ကြည့်ရှုပေးကြအောင်မြေတာရက်ခန့်ရင်းနဲ့ alien at season 1ရဲ့နောက်ဆုံးပိုင်းမှာတိုင်းကတပိုင်းကောက်ဖြစ်မဲ့ခြားသွိုက်ကဂျိုသားတွေအပိုင်း9ဖြစ်ပါလိမ့်ခင်ဗျာဒီပိုင်းဆမှာတော့ slide တိတယောက် face စကားကြီးကတ်တာခံထားတဲ့အာသာကိုသူခံနေခေါ်ပြီးတော့ဖွက်ထားတာကိုမြင်လိုက်ရပါတယ် ာသာကိုကနေအောင်မှာဖွာထားအဖြစ်ပြော slide တောင်မလုံးမရှက်ဖြစ်နေတဲ့အာသာကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေပုံပါပဲခဏနေတော့ slide ကအာသာနာကိုကတ်ပြီးတော့အာသာမင်းဘိုင်းစာနေမှာဆိုးလို့လို့ပြောလိုက်ပါတယ်ပြီးတော့မျက်နှာမှာကန့်နေတဲ့ face ကအခြေချောင်းတွေဖယ်ပြီးအာသာကိုရေးတိုက်ဖို့လုပ်ပါတယ်ဒါမဲ့ face ကအာသာလဲပြီးအမီးနဲ့ပတ်ပြီးတော့ညှစ်ထားတဲ့အတွက်ရေတွေကပြန်ထွက်ကြလာခဲ့ပါတယ်အဲဒီအချိန်မှာပဲတကားခေါက်တဲ့အတန်ထွက်ပေါ်လာတာကြောင့် slide လည်းလမ်းဖြန့်သွားခဲ့ရပါတယ်တကားခေါက်နေရာသမီးဖြစ်ပြီးတော့ slide လည်းအာသာကိုကရင်ရောက်ပြန်သွင်းပေးပြီး ဆောင်းနဲ့အုပ်ထားဖို့လုပ်နေပါလေစမီးကမင်းထဲမှာရှိတာငါသိတယ်နော်တကားဖွင့်ပေးစမ်းပါလို့ပြောနေပြီးတော့စလိုက်ဒီကငါအလုံးစုံနေသွားစမ်းပါလို့ပြန်ပြောနေခဲ့ပါလေစမီးကငါဝင်ဝင်ပေးစမ်းပါတခုဖြစ်နေတာငါသိတယ်လို့ပြောလိုက်တော့စလိုက်ဒီကငါ့ကိုမနှောက်ဆက်စမ်းပါနဲ့သွားစမ်းပါလို့ပြန်ပြောလိုက်ပါလေဒါမဲ့စမီးကအခန်းထဲကိုတင်းဝင်လာပြီးတော့ဂရင်အောက်ကနေထွက်နေတဲ့အာသားရဲ့လက်ကိုမြင်လိုက်ရပါတော့တယ်စမီးကအဲ့ဒါလူလားမေးပါလို့တာလဲလို့မေးလိုက်ပြီးဂရင်ကိုဖယ်ကြည့်လိုက်တော့ဖေးဆာကကြီးကခံထားတဲ့အာသားကိုမြင်ပြီးတော့လန့်ဖြန့်သွားပါတော့တယ် စမီကစလိုက်ဒီမင်းဘာလုံးလိုက်တာလဲမင်းဘာဒီလုံးနေရလဲလို့မေးလိုက်တော့စလိုက်ဒီကမင်းဒီကိစ္စကိုဘယ်သူမှပြောလို့မရအောင်တော့ငါ့ကိုဂရီပေးမင်းပြောလိုက်ဟိုရင်မောကလူကငါ့မိသားစုအတတော်မှာလို့ပြောလိုက်ပါတော့ရီစမီကမင်းအာတော်ဒီလိုဖြစ်အောင်လုပ်လိုက်တာလားလို့မေးလိုက်ပြီးတော့စလိုက်ဒီကငါအကြက်ခံခံရတာကွာငါ့မိသားစုတွေမောင်နှမတွေအကုန်သေးကုန်ပါမင်းဆိုရင်လည်းအဲ့လိုပဲလုံးမှာပဲမလားလို့မေးလိုက်ပါရီစမီကအာတာအဆင်ပြေမှာမလားတိုင်ရသူ့ကိုမသေးစေနိုင်ဘူးမလားလို့မေးနေပြီ slide ကမော်ရိုးပြောတာမသေးဘူးလို့တော့ပြောတာပဲလို့တော့ပြန်ပြောလိုက်ပါလေ မီးလည်းနည်းနည်းစိတ်အေးသွားပြီးတော့စလိုက်တီးကငါသူ့အပြင်ထုတ်ဖို့လိုတယ်ကွာကမ်းခြေကိုခေါ်သွားမှာမော်တော်ကမကောင်းဆိုးအောင်လိုချင်တာပြီးရင်အာသာကိုလှုပ်ပေးမှာပါလို့ပြောလိုက်တော့စမီးငါ့ကိုကူညီပါလို့ထပ်ပြီးတော့ပြောနေခဲ့ပါတယ်စမီးကငါမလုံးနိုင်ဘူးလို့ပြောနေပြီမဲ့စလိုက်တီးကယေຊုပြီးတော့ကူညီပေးပါကွာလို့ထပ်ပြီးတော့တောင်းဆိုနေတာကြောင့်စမီးလည်းသူ့တငယ်ချင်းကိုကူညီပေးဖို့စုံဖြားလိုက်ပါတော့တယ်ပြီးတော့စလိုက်တီးနဲ့စမီးတို့နှစ်ယောက်သားအာသာကိုမပြီးတော့အပြင်ကိုခေါ်ထုတ်သွားဖို့လှုပ်ကြပါတော့တယ်အဲဒီမှာကာရီတို့ဂက်ဗလီယာတို့ကပြန်အောင်နေပါပြီ တက်ခွဲကမ်းမှာဖြစ်နေတဲ့အခြေအနေတွေကိုသိထားတော့ခါရီကသူ့လူတွေကိုခေါ်ပြီးတော့လွတ်နေတဲ့ကောင်တွေကိုပြန်ဖမ်းဖို့လုပ်နေပါလေငှက်လူလူရင်ကောင်လူဂျိုသားတကောင်တော့အိုက်ဆက်မျက်နှာအောင်စားနေတုံးပါနောက်ထပ်ရင်ကောင်လူကောင်တွေလည်းလောင်ဝဲတဲကလွတ်ပြီးတော့တက်ခွဲကမ်းထဲမှာရှောက်သွားနေပါလေအဲ့ဒီကတကောင်တော့သူ့ပါးစပ်ထဲကအက်ဆစ်တွေနဲ့မီလိုင်းတွေကိုဖျက်ဖို့လုပ်နေခဲ့ပါလေခဏနေတော့ခါရီရဲ့လူတွေဝင်လာပြီးတော့လွတ်နေတဲ့ရင်ကောင်လူကောင်တွေကိုလျှောက်စစ်နဲ့တို့ပြီးတော့လောင်ဝဲတွေထဲပြန်ဖမ်းထည့်လိုက်ကြပါလေခဏတွင်းမှာပဲအခြေအနေကိုထိန်းသိမ်းပြီးသားဖြစ်သွားပြီးတော့ကယ်ဘရီယာလည်းတက်ခွဲကမ်းထဲကိုဝင်လာပြီး ငါတို့ဘာတွေဆုံးဆုံးလိုက်ရလဲလို့မေးလိုက်ပါတယ်။ခါရီကကလေးတယောက်နမောနမဲလှုပ်လိုက်လို့ဖြစ်သွားပါလို့ပြောလိုက်ပြီးတော့အိုက်ဆက်လှုပ်တာအဲ့ဒါကြောင့်အခုလိုဖြစ်တာလို့ပြောလိုက်ပါတယ်။ကယ်ဗရီယာလည်းအိုက်ဆက်ကိုကြည့်လိုက်တော့အိုက်ဆက်ကရေကောင်းလေးအစားခံထားတာကိုမြင်လိုက်ရပါတယ်။ခါရီကဒီတော်ဝါရီရဲ့ကဘာမှာတတ်ထုတ်တ်ရှားလို့လားမသိဘူး။အဲ့ဒါကြောင့်အိုက်ဆက်ကိုစားသွားတာလို့ပြောလိုက်ပါတယ်။ကယ်ဗရီယာ6ဘီလီယံဒေါ်လာတော့ရေစက်ချခံလိုက်ပြီပေါ့။ဓာခွဲကန်းတဲ့ဝန်ဒီကလွဲလို့ကလေးထပ်ပြီးတော့ဝင်မခိုင်းနဲ့တော့ဝန်ဒီကလှုပ်ရှိတယ်လို့ပြောလိုက်ပါတယ်။ကာရီကဒီကိစ္စအလုံးဝမတော်စားဖြစ်တာတော့မဟုတ်ဘူး။ ခင်ဗျာကင်မရာမတ်တမ်းကိုပြန်ကြည့်ဖို့လိုတယ်လို့ပြောလိုက်ပါတယ်။ကယ်ပလီယာတယောက်ကင်မရာကိုပြန်ကြည့်လိုက်တော့မျက်လုံးကောင်ဝင်ပူးထားတဲ့စိတ်ရဲ့လက်ချက်နဲ့အိုက်ဆက်တယောက်လောင်ရင်ထဲမှာပိတ်မိသွားတာကိုမြင်လိုက်ရပြီးကယ်ပလီယာလည်းသဘောကျသွားခဲ့ပါတယ်။ဒီကောင်ကသူ့လုံးတဲ့လုံးရဲ့အကျိုးဆက်ကိုကောင်းကောင်းသိနေတာပဲ။ဂျိုဒင်ကာဝယ်တဲ့အနေနဲ့ငါတို့သူ့ကိုနေရာရွှေ့မှရလိမ့်မယ်လို့ပြောလိုက်ပါတယ်။အဲဒီမှာပဲဝင်ဒီရောက်လာပြီးတော့ဘာတွေဖြစ်နေရလဲလို့မေးလိုက်တော့ကာရီကမတော်ဆဖြစ်တာခြေနေကိုထိမ့်သိမ်းပြီးသွားပါပြီလို့ပြောပြလိုက်ပါတယ်။ဝင်ဒီကအိုက်ဆက်ဘလို့ဖြစ်တာလဲ။ ကျွန်တော်တို့လူသားတွေမဟုတ်ဘူးလေမသေးနိုင်ဘူးလားလို့ပြောလိုက်တော့ခါရိတ်ကဒီခါတော့မရတော့ဘူးလို့ပြောလိုက်ပါတယ်ဝန်ဒီကဒီကိစ္စတခြားကလေးတွေကိုပြောမှဖြစ်မယ်လို့ပြောလိုက်တော့ကေဗီယာကဝန်ဒီကိုတားလိုက်ပြီးငါတို့ဘယ်သူမှထိတ်လန့်မသွားစေချင်ဘူးလေကလေးကောင်းတယ်မှဒီလိုကိစ္စအတွေးတွေဝင်သွားရင်ဘာဖြစ်မလဲဆိုတာမင်းလည်းသိတာပဲငါတို့မလုံခြုံတော့ဘူးလို့ထင်သွားမှာပေါ့လို့ပြောလိုက်ပါတယ်ဝန်ဒီကကျွန်တော်မလုံခြုံတော့ဘူးလို့ပြောပြီးတော့ထွက်သွားဖို့လုပ်တဲ့အခါမှာတော့အဆောက်အအုံကသူ့ကိုပိတ်တားထားလိုက်ပါတယ်ဝန်ဒီကငါရှေ့ကဖဲလို့ပြောရင်မဖဲတဲ့အတွက် ဝေရီလည်းပါဇက်ကနေဂျိုသားဘာသာစကားနဲ့ဇီနိုမော့ဖ်ကိုချက်ပေးလိုက်ပါတယ်အမရီလောင်ရင်တန်းကဇီနိုမော့ဖ်လည်းလောင်ရင်ကိုခေါင်းနဲ့ဝင်တိုက်လိုက်တဲ့ခါမှာတော့အဆောင်တွေလည်းလမ်းဖြတ်ပြီးတော့ဝင်ဒီကိုလမ်းဖယ်ပေးလိုက်ရပါတယ်ကေဗလီယာတီဇန်ဟောချာကလီဗမာလေးဝင်ဒီသူတို့စီမရောက်ခင်ငေါတခုလုံးမရလိမ့်မယ်လို့ပြောလိုက်တော့ဂါရီလည်းကလေးရီရဲ့ခြေဟာခံစက်ကိုသွားကြည့်လိုက်တဲ့ခါခြေဟာခံစက်တွေကအကုန်လုံးပိတ်ခံထားလိုက်ရတာကိုမြင်လိုက်ရပါတော့တယ်အဲဒီမှာဂျိုးကတော့သူ့ပစ္စည်းတွေထည့်ထားတဲ့ကြောပွဲကိုလွှဲပြီးဝင်းနီစီကိုရောက်လာခဲ့ပါလေ။ဝင်းနီကဂျိုးကိုအိုက်ဆက်သေးပြီလို့ပြောလိုက်ပြီးတော့ ကျိုးကငါစိတ်မကောင်းပါဘူးဒါပေမဲ့ငါတို့ဒီမှာမလုံခြုံတော့ငါတို့ဒီကနေထွက်သွားတော့မှရမယ်လို့ပြောလိုက်ပါတယ်ဝန်ကြီးကမဖြစ်ဘူးငါတို့ခြေအားခံထားလို့ပြောလိုက်တော့ကျိုးကအာသာတယောက်ခြေအားခံစက်တွေကိုပိတ်ပြီးသွားခဲ့တဲ့အကြောင်းနဲ့လေကိုယူလို့ရမယ့်ကုန်းနံပါတ်ကိုလည်းပေးသွားတဲ့ဝန်ကြီးကိုပြောပြလိုက်ပါတော့တယ်ဝန်ကြီးလည်းအားဆိုငါတို့အကုန်လုံးခေါ်သွားမယ်လို့ပြောလိုက်ပြီးကျိုးကငါတို့အကုန်လုံးစောင့်ခေါ်ဖို့အချိန်မရှိဘူးလေသူတို့မိသွားလိမ့်မယ်လို့ပြန်ပြောလိုက်ပါတယ်ဝန်ကြီးကနေဆိုရင်ငါဘာပဲသွားမှာလားနေကငါအကူဆိုတော့နေမသွားဘူးလေသူတို့တော့လည်းငါသူတို့ရဲ့အမပဲ သူတို့မပါဘဲငါမသွားနိုင်ဘူးလို့ပြောလိုက်တော့ဂျိုးကလည်းလက်ခံလိုက်ပါတယ်ပြီးတော့ဝင်းဒီတို့နှစ်ယောက်သားနေခဲ့အခန်းကိုပြန်အောင်လာပြီးတော့နေနဲ့တူကာလီယာလည်းရှိနေခဲ့ပါတယ်နေကဝင်းဒီတို့ကိုအမှန်ညာဖြောက်ခံထားတဲ့အကြောင်းကိုပြောပြထားတော့ထိတ်လန့်နေပြီးတော့ကာလီယာသူ့ကိုနှစ်သိမ့်ပေးနေတာပါကာလီယာဝင်းဒီကိုမြင်တော့နေနေကိုဘာလျှောက်ပြောလိုက်တာလဲလို့မေးလိုက်ပြီးဝင်းဒီကသူသီးတင်အောင်ငါပြောပြရလေသူတို့တွေနေကိုဘာလုံးနေလဲဆိုတာနေသီးတင်တာပေါ့လို့ပြောလိုက်ပါတယ်ဝင်းဒီကအိုက်စသေးပြီးငါတို့ဒီမှာမလုံခြုံတော့ဘူးဘယ်တော့မှလည်းလုံခြုံမယ်မထင်ဘူးလို့ပြောလိုက်တော့ကာလီကက နင်းကိုနင်းဒီခေါ်မလာခင်ထိငါတို့ကအဆင်ပြေနေသေးတယ်။ဒါနေအမားပဲလို့ပြောလိုက်ပါတော့တယ်။ဝင်းနီကကယ်ဗရီယာငါတို့တငယ်ချင်းမဟုတ်ဘူး။ငါတို့ကသူပိုင်နဲ့ပစ္စည်းပဲလို့ပြောလိုက်ပြီးဒီနေအားနဲ့ထွက်ပြေးဖို့ပြောလိုက်ပါလေ။အဲမှနေနစ်ကငါတို့ကုန်ဒီမှာသေးမှာပဲ။ဒီပိုးကောင်တွေဝင်လာပြီးတော့ငါတို့ရဲ့သေးအဖြစ်ကုန်မှာ။ငါသေးမဖြစ်ချင်ဘူးလို့ပြောလိုက်ပြီးဝင်းနီနဲ့လိုက်ဖို့သဘောတူလိုက်ပါလေ။ဒါမဲ့ကာလီကတော့ဒါငါရောက်ဘူးမြားတယ်မှာအကောင်းဆုံးနေရာပဲလို့ပြန်ပြောလိုက်တော့ဝင်းဒီကကာလီနင်းကောင်ဂရီပေးပါ။ငါတို့သွားတာဘယ်သူမှမပြောဘူးမလားလို့မေးလိုက်ပြီး ကာလီလည်းငါခရီးပေးပါတယ်လို့ပြန်ဖြေလိုက်ပါတယ်။အဲဒီမှာပဲလုံကြုံရေးတွေသူတို့ဘက်လာနေအောင်မြင်လိုက်တော့ဝန်ဒီကသူ့ရဲ့စွမ်းအားကိုတုံးပြီးတော့ဇီလိုမော့ဖ်ရဲ့လောင်ကြီးကိုဖွင့်ပေးလိုက်ပါတော့တယ်။တိမ်မကြာခင်မှာပဲဇီလိုမော့ဖ်ကြီးလှုပ်ထွက်လာပြီးတော့တက်ခွဲကန်းထဲကလူတွေကိုလိုက်ပြီးတော့တားဖြတ်နေပါတော့တယ်။ဝန်ဒီကတော့နစ်တို့ကိုခေါ်ပြီးတော့ထွက်လာခဲ့ကြပါတယ်။တမမဒိန်းစီဗီနာတယောက်သူ့ယောက်ျားရဲ့ဓာတ်ပုံတွေကိုကြည့်ပြီးတော့စေမကောင်းဖြစ်နေတော့မှကယ်ပလီယာနဲ့ကာရစ်တို့ဝင်လာပြီးနေအောင်ကြပါမလဲလို့မေးလိုက်ပါတယ်။စေဗီနာကနေသူ့ကိုအလုံးဖြုတ်လိုက်တာလေ။သူထွက်သွားပြီနေမှာပေါ့လို့ပြောလိုက်တော့ကယ်ပလီယာက အာသာလင်းမောတက်မသွားဘူးသူလုံးခဲတာကလေးတွေရဲ့ခြေအားခံစားကိုပိတ်လိုက်တာပဲကလေးတွေကျုံးမောင်နေခေါ်ထုတ်သွားဖို့နေတော့စီစဉ်ထားတာလားလို့မေးလိုက်ပါတယ်ဆေဗီနာကငါတကယ်မသိဘူးလို့ပြန်ဖြေလိုက်ပြီးကာရီကအာသာနဲ့ဂျိုးတို့ကလေးတွေရဲ့ခြေအားခံစားတွေကိုပိတ်သွားတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်ကေဗလီယာတို့ဒေါသထွက်နေပြီးတော့အဲ့ဒီချိန်မှာပဲဓာခွဲကန်းမှာဂျိုးပေါင်းမှုဖြစ်ကြောင်းထပ်ပြီးတော့ချိန်နာတန်ထွက်လာပါတယ်ဓာခွဲကန်းထဲမှာတော့လုံချုံကြီးတွေကိုဇီနိုမောင်ကြီးကရှင်းပြနေပါပြီဒါပေမဲ့ဆမီနဲ့စလိုက်တီတို့ကလည်းအာသာကိုတဲလိုက်နေလမ်းမှာအဆောင်တွေကိုတွေးတဲ့အတွက်ဘုံနေရပါတယ် ဲ့ချိန်မှာပဲသူတို့နောက်ကနေကားရိကပေါ်လာပြီးတော့မင်းတို့ဘာလို့နေရာလေးတို့မေးလိုက်ပါလေစတိုက်တီကလည်းတကိုးလူမိသွားတော့မော်ရုသူ့ကိုအကြက်ကင်ပြီးတော့ခိုင်းထားတဲ့အကြောင်းကိုပြောပြလိုက်ပါလေကားရိကငါသိတယ်လို့ပြောလိုက်ပြီးတော့မင်းတို့အရိပတ်သွားပြီးဘာလို့ဖို့လဲကန်းကျိူသွားဖို့ကဒီဓာတ်လီကားနေသွားရင်ပုံမြန်တယ်လို့ပြောလိုက်ပြီးဓာတ်လီကားတကားကိုဖွင့်ပေးလိုက်ပါလေစတိုက်တီတို့ကကြောင်နေတော့ကားရိကမင်းတို့နောက်ကျနေတော့မာပဲလို့ပြောလိုက်ပါလေအဲ့တော့မှစတိုက်တီတို့လည်းအာသားရဲ့ခန္ဓာကိုယ်ကြီးကိုတည်ပြီးတော့ဓာတ်လီကားတွေကိုဝင်လိုက်ပါလေသူတို့ကဘာလို့ကားရိကအခုလို့ကူညီနေရလဲဆိုတာကိုတော့ သူတို့တွေလည်းနားမလည်နိုင်တော့ပါဘူးဓမ္မမဝင်းဒီဂျိုးနဲ့နေတော့လည်းကမ်းခြေဘက်ကိုသွားဖို့တော့ဒေါ်တွေကိုရောက်လာနေပါပြီတနေ့မှာတော့မြေပုံ6ခုကိုမြင်လိုက်ပြီအဲဒီမြေပုံတွေကတော့ဝင်းဒီတို့ကလေး6ယောက်ရဲ့အရင်ခန္ဓာကိုယ်တွေကိုမြုပ်နှံထားတဲ့နေရာတွေပဲဖြစ်ပါတယ်နေကသူ့နာမည်ကိုမြေပုံပေါ်ပြေးကြည့်လိုက်ပြီဂျိုးလည်းမာစီဆိုတဲ့ဝင်းဒီရဲ့မြေပုံကိုမြင်လိုက်ရပါတယ်ဝင်းဒီကတော့အဲ့ဒါငါတို့မဟုတ်ဘူးငါတို့ဒီမှာရှိနေတုံးပဲလို့ပြောလိုက်ပါတယ်အန်တော်တို့သူတို့သွားသွားခီးဆက်လာလိုက်ကြပြီတော့စိုက်တီတို့ကလည်းအာသောက်တဲပြီးတော့ဒေါ်တွေကိုရောက်လာခဲ့ကြပါပြီ သူတို့နှစ်ယောက်သားခါရိကဘာလို့သူတို့ကူညီနေရလဲလို့အချင်းချင်းမေးနေကြပြီးအဲ့ဒီမှာပဲကင်းလဲနေလုံကြုံရင်းတွေကိုမြင်လိုက်တော့နှစ်ယောက်သားဘေးကချုံမုတ်ထဲဝင်ပုံးပြီးတော့အာသားကိုလည်းဘေးမှာခြားထားလိုက်ပါလေလုံကြုံရင်းတွေထွက်သွားပြီးတော့အာသားကိုလှည့်ကြည့်လိုက်တော့အာသားကမရှိတော့ဘူးဖြစ်နေရကြအောင်စလိုက်ဒီတို့နှစ်ယောက်လုံးအံ့ဩသွားရပါလေသူတို့နှစ်ယောက်လုံးလမ်းဖြန်သွားပြီးတော့အာသားကိုလိုက်ရှာနေတော့မှာအပေါ်ကနေဖေးဆာကာကြီးကြလာတဲ့အတွက်စလိုက်ဒီတို့လည်းဖေးဆာကာကြီးကိုတန်နေပြီးတော့တပစ်လိုက်ပါလေအဲ့ဒီမှာပဲအာသားပေါ်လာပြီးတော့အဲ့ဒါဘာကောင်ကြီးလဲလို့မေးလိုက်တော့စလိုက်ဒီတို့လည်းအံ့ဩသွားကြပါလေ ဖေးဆာကအာသာကိုထဲမှာတားလောင်းအောင်ချပြီးပြီဆိုတော့ပြန်ခွာသွားခဲ့တာပဲဖြစ်ပါတယ်။ဒါမဲ့အာသာတော့သူဖေးဆာကအကက်ခံရအောင်မမှတ်မိတော့ပဲငါတို့ဘယ်ရောက်နေခဲ့တာလဲလို့မေးနေပါတော့တယ်။စတိုင်ဒီတော့ပြဿနာတစ်ခုဖြစ်လို့ကျွန်တော်ဘေးကင်းအောင်သွားနေတာ။အဆောက်အုံထဲမှာအစိတ်တောက်တွေပြန့်နေလို့ခရမိမကအကန်းကြီးမှာစောင့်နေလို့ပြောလိုက်ပါတယ်။အာသာအိုက်ဆက်ပြောင်းနေရတော့ငါမှတ်မိတယ်။ပြီးတော့ဘာဖြစ်သွားသေးလဲလို့မေးလိုက်တော့စတိုင်ဒီကဓာန်ငွေယူတာခမရဓာန်ငွေရှူမိလို့သတိမေ့သွားခဲ့တာ။ကျွန်တော်ခမရကိုတေလာရတာလေ။လူတွေအကုန်လုံးလဲကန်းကြီးကိုပြေးကုန်ကြပြီလို့ပြောလိုက်ပါတယ်။ အာသာအဲ့ဒါဆိုလဲသွားမယ်လीမင်းတို့ငါ့ကိုကယ်လာဂျေစုတင်တယ်လို့ပြောလိုက်ပြီးတော့စလိုက်ဒီတို့နဲ့ကန်းချီကိုလိုက်လာခဲ့ပါတော့တယ်အနောက်တော့အာသာတယောက်ကန်းချီရောက်ခံနေတာမှာဖေးဆက်ကားကြီးသူ့မျက်နှာကိုကတ်ခံရတာနဲ့စလိုက်ဒီတို့တွေသူ့ကိုတဲထုတ်လာတာကိုတဖေးဖေးနဲ့ပြန်ပြီးတော့မှတ်မိလာပါတယ်အာသာနေဦးတမားနေပြီကွာဘာဖြစ်ဒါအောင်မင်းတို့လောက်ဆာမလို့ပါဘူးငါတို့ပြန်သွားပြီးတော့ဖေးရှားကြမယ်လीမင်းတို့ညောက်ကလေးတွေပဲရှိသေးတယ်မလိန်တတ်သေးပါဘူးမင်းတို့လိန်ညာငါသိတယ်ဘာဖြစ်နေလဲငါမသိမယ်မင်းတို့ကြောက်နေရတော့ငါသိနေတယ်ဒီတော့ဘာဖြစ်နေလဲငါ့ကိုပြောပြငါကူညီပေးမယ် ငါတို့ပြန်သွားကြမယ်လို့ပြောလိုက်ပြီးတော့စတိုက်တီတို့ခေါ်ပြီးတော့ပြန်လှည့်လာလိုက်ပါလေ။ဒါပေမဲ့အဲ့ချိန်မှာပဲအာသာတယောက်ပါဇက်ထဲကနေသွေးတွေအန်ထွက်လာပြီးတော့ရုပ်တရက်ပြစ်လဲကျသွားပါတော့တယ်။စတိုက်တီတို့လည်းဘာလို့လို့ဘာကံမှမသိပဲလမ်းဖြန့်ကုန်ကြပြီးမကြခင်မှာပဲအာသာရဲ့ဘိုက်ကြီးပေါက်ထွက်လာပြီးတော့ဘိုက်ထဲကနေဇီနိုမော့ဖ်အကောင်ပေါက်လေးကထွက်လာခဲ့ပါတော့တယ်။ဇီနိုမော့ဖ်ကတော်တယ်ဝင်ပြေးသွားပြီးတော့စတိုက်တီကသူ့ကိုလိုက်ဖမ်းဖို့လုပ်ပေမဲ့မမီခဲ့ပါဘူး။စမီကအာသာတီဆုံးသွားတဲ့အတွက်ထိတ်လန့်နေပြီးတော့မင်းပြောတော့သူအဆင်ပြေမှာပါဆိုမင်းကောင်းလိန်တယ်လို့ပြောနေပါလေ။ စတိုက်တီကတော့မော်ရိုကမကောင်းဆိုးအောင်လိုချင်တာမကောင်းဆိုးအောင်အခုထွက်ပြီးသွားတော့ငါဘယ်လိုလုပ်ရမလဲလို့မေးနေခဲ့ပါလေအဲ့ဒါမှတော့စတိုက်တီကအာသာအလောင်းကိုဆွဲသွားပြီးတော့မော်ရိုစီခေါ်သွားဖို့လုပ်နေပါလေဒါပေမဲ့တော့ကာလီကဒိန်းစေဗီနာစီရောက်လာပြီးတော့အမေတမီးပါလို့ရမလဲမသိတော့လို့ပြောပြီးတော့ငိုနေခဲ့ပါလေစေဗီနာလည်းကာလီကိုဖတ်ပြီးတော့စင်မီသွားမှာပါတမီးရဲ့လို့ပြန်ပြီးတော့နှစ်သိမ့်ပေးနေခဲ့ပါလေစလန်တီနဲ့စမီတို့ကတော့အာသာအလောင်းကိုဖောင်ပေါ်တင်ပြီးဂန်းဂျီကိုဆက်ခေါ်လာကြပါလေမကြိုင်မှာပဲမော်ရိုတို့ဖွဲ့လေလက်နက်အပြည့်စုံနဲ့ဂျိုးမော်ကိုတတ်လာတာကိုမြင်လိုက်ရပါလေ မော်ရိုစလိုက်တီကိုမြင်တော့မင်းတို့တယောက်တည်းလာဖို့ပြောထားလေလို့လမ်းပြီးတော့ပြောလိုက်ပါတယ်ပြီးတော့အာသာအလောင်းကိုကြည့်ပြီးတော့ဗမာလဲငါယူခိုင်းတာလို့မေးလိုက်တော့စလိုက်တီကကျွန်တော်ခင်ဗျားခိုင်းတာအကုန်လုံးကိုလုပ်ခဲ့တယ်ကျွန်တော်တန်းနိုင်ဆုံးစူးစမ်းခဲ့တာပဲလို့ပြန်ပြောလိုက်ပါတယ်မော်ရိုကဘိုင်ဟောင်းလုံးနဲ့အလောင်းကိုငါဘာလို့ရမှာလဲလို့မေးလိုက်ပြီးစလိုက်တီကအကုန်လုံးတလွဲတွေဖြစ်ကုန်တာခင်ဗျားပြောတဲ့အတိုင်းလုပ်တာပဲနောက်ထပ်မကောင်းဆိုးရတဲ့ကောင်ထွက်လာမယ်လို့ခင်ဗျားကြုံမှမပြောတာလို့ပြောလိုက်ပါတယ်မော်ရိုကမိကလေးလိုလုံးနေရပဲကွာလူကြီးစွာမားလို့မိရင်ဆိုင်ဖြေရှင်းရလို့ပြောလိုက်ပြီး ။စတိုက်ဒီကတော့ကျွန်တော်အမေရီရောသူတို့နားကြောင်မလို့ပါနဲ့လို့ပြောနေခဲ့ပါလေ။မော်ရိုကတော့ဘာမှပြောပဲသူ့လူတွေကိုသူတို့ ခေါ်လာခဲ့လို့ပြောလိုက်ပါလေ။ပြီးတော့အာသားရဲ့လောင်းကိုရေထဲပြစ်ချလိုက်ပြီးစတိုက်ဒီတို့သူတို့နဲ့အတူခေါ်လာခဲ့လိုက်ပါလေ။ဓာခွဲကန်းထဲမှာတော့ဇီနိုမော့ဖ်ကြီးလွတ်ထွက်သွားပြီးတော့ဝန်ဒီတို့လည်းဘယ်ပြောင်းလို့ပြောင်းနေမှမသိဖြစ်နေခဲ့ပါလေ။ကယ်ဘရီကတော့မျက်လုံးကောင်းဂျိုသားအသိဉာဏ်မြင့်နေဆိုတာသိတော့ဒီကောင်းကိုပို့ပြီးတော့စိတ်ဝင်စားနေပါလေ။အတမ်ကငေါဒီသတော်တွေနေရာဆွင့်သူတို့တွေပို့ပြီးတော့ပြန့်နှံ့သွားလိမ့်မယ်လို့သတိပေးနေပါလေ။ ဂေဗရီယာတော့မျက်လုံးကောင်းပဲစိတ်ဝင်စားနေပြီးတော့ငါသူနဲ့စကားပြောချင်တယ်လို့ပြောပြီးမျက်လုံးကောင်းငါပြောတာကြားလာလို့မေးနေခဲ့ပါတယ်။အဲမှာလေမျက်လုံးကောင်းဝင်ပူးထားတဲ့စိတ်ကဂေဗရီယာပြောတာကိုကြားရတယ်ဆိုပြီးတော့အချက်ပြတဲ့အနေနဲ့ခြေထောက်ကိုစောင့်ပြလိုက်ပါတယ်။ဂေဗရီယာလည်းမျက်လုံးကောင်းပူစိတ်ဝင်စားသွားပြီးတော့ငါတို့ဒီကောင်းကိုလူသားစီပြောင်းပြီးတော့စမ်းသပ်အမယ်။ဒီကောင်းစကားပြောတဲ့ရင်ပူပြီးတော့စိတ်ဝင်စားဖို့ကောင်းလာမှာပဲလို့ပြောလိုက်ပါတယ်။အတိုင်ကမလုပ်ဖို့သတိပေးပြီးတားမြစ်ပေမဲ့ဂေဗရီယာလက်မခံပဲငါဘသူစမ်းသပ်မလဲသိပြီလို့ပြောလိုက်ပါတယ်။ ဒေါ်နဲ့မှာတော့ဂျိုးတို့ကခီးစားလာပြီးတော့ဂျိုးကရှင်နာလောက်မှာဆိုရင်လေစိတ်ကံရှိတယ်အသားငေါ့လေလို့ရမယ်ကုတ်ပေးလိုက်တယ်လို့ပြောလိုက်ပါတယ်အဲ့ချိန်မှာပဲဝင်ဒီကအတန်တစ်ခုကြားလိုက်ပြီးတော့မကြခင်မှာပဲခြုံပုတ်တွေတဲကနေမော်ရိုရဲ့တပ်သားတွေထွက်လာပြီးသူတို့ကိုတနတ်နဲ့ချိန်ထားလိုက်ပါတော့တယ်စစ်သားတွေကဂျိုးရဲ့တနတ်ကိုခြာခိုင်းလိုက်ပြီးတော့ဂျိုးလည်းတနတ်ကိုမြေပေါ်ချလိုက်ပါတယ်ဝင်ဒီကတော့နင်တို့တိတ်နှောင်မကြခင်သွားကြတော့လို့ပြောလိုက်ပြီးစစ်သားတွေကသူတို့ကိုဖမ်းဖို့လုံနေကြပါတယ်ဝင်ဒီကနင်တို့သွားကြတော့လို့သတ်သတိပေးလိုက်ပြီးတော့ဂျိုးကတော့ဝင်ဒီကိုမလုံနဲ့တော့လို့ပြောနေခဲ့ပါတယ် စစ်သားတွေကတနန်းအားကိုးနေမှာသွားတော့မင်းဘာလို့မလို့လဲလို့မေးလိုက်ပြီးတော့အဲ့အချိန်မှာပဲတစ်ပင်တွေဘောကအတန်းတစ်ခုကိုကြားလိုက်ရပါတယ်အဲ့ဒါကတော့ဓာခွဲကန်းတွေကလွတ်ထွက်လာတယ်ဇီလုံးမော်ကြီးပဲဖြစ်ပြီးတော့ဝင်းဒီကဒိုသားတန်နဲ့ပြောလိုက်တော့ဇီလုံးမော်ကြီးကအောက်ကိုခုံဆင်းလာပြီးစစ်သားတွေကိုတပစ်လိုက်ပါတော့တယ်စစ်သားတွေလည်းတနန်းနဲ့ပြန်ပြီးတော့ပြစ်ပေးမယ်ဇီလုံးမော်ကြီးကိုဘလို့မှမခုခံနိုင်မဲခနာတွင်းမှာပဲအကုန်လုံးတေဆုံးကုန်ကြပါတော့တယ်ဂျိုးကနေသူ့အပြင်ထုတ်ပေးလိုက်တာလားလို့မေးလိုက်ပြီးတော့ဇီလုံးမော်ကဝင်းဒီနားကိုကတ်လာခဲ့ပါတယ် ဂျိုးကတော့ကြောက်လန့်နေမဲ့ဝင်းဒီကဘာမှဖြစ်ပါဘူးလို့ပြောလိုက်ပြီးဇီနိုမော့ကြီးကိုကင်ကြည့်လိုက်ပါလေပြီးတော့ဂျိုးသားအတန်နဲ့တခုပြောလိုက်တော့ဇီနိုမော့လည်းတော်တဲ့ကိုပြန်ဝင်သွားခဲ့ပါတော့လေဂျိုးကမင်းသူ့ကိုဘာပြောလိုက်တာလဲလို့မေးတော့ဝင်းဒီကပုံပြီးတော့နောက်ကနေလိုက်ခဲ့ဖို့မှားလိုက်တာထင်တာပဲလို့ပြန်ပြောလိုက်ပါလေဂျိုးကတော့စစ်သားတွေအလောင်းကိုကြည့်ပြီးတော့စိတ်မကောင်းဖြစ်နေပြီးတဏှာတလက်ကိုကောက်ယူလိုက်ပါလေတဖက်မှာအာသားရဲ့ဘိုက်တဲကထွက်လာတဲ့ဇီနိုမော့ပေါက်လေးကလည်းတော်ထဲမှာရှောက်သွားနေပြီးတော့တနေရာမှာတော့ထောင်ချောက်တခုတည်းမိသွားတာကိုမြင်လိုက်ရပါလေ။ မော်လိုတို့ကတော့ slide နဲ့သမီးကိုတစားကန်ဖြင့်ဖမ်းခေါ်လာပြီးတော့အဆောင်တဲကိုခိုးဝင်လာပါတယ်။ဒါပေမဲ့သူတို့ထဲကိုရောက်တာနဲ့ brother ကြီးတပ်သားတွေထွက်လာပြီးတော့သူတို့ကိုဝိုင်းထားလိုက်ကြပါတယ်။မော်လိုက slide ကိုတနက်နဲ့ချိန်ပြီးတော့မေပါလိုလိုက်တာလဲလို့မေးနေပြီးအဲဒီချိန်မှာပဲ car တွေကထွက်လာပါတော့တယ်။ car တွေကသူတို့ဖမ်းမိထားတဲ့ xenomorph အကောင်ပေါက်လေးကိုပြပြီးတော့တနက်ချလိုက်လို့မော်လိုကိုပြောလိုက်ပါတယ်။ပြီးတော့တွေ့သူ UJ ပဲလေလို့ပြောလိုက်ပြီး slide တို့ကိုသူ့ဘက်ကိုပြန်ခေါ်လိုက်ပါတယ်။မော်လိုလည်းဘာမတတ်နိုင်တော့ပဲဒီကိစ္စကမပြီးသေးဘူးနော်လို့ထပ်ပြောလိုက်ပါတယ်။ ်ခါရီကဘယ်ရမှမပြီးပါဘူးလို့ပြောလိုက်ပြီးတော့မော်ရိုတို့ဖမ်းဖို့အမိန်ပေးလိုက်ပါတယ်မော်ရိုလည်းပရိုတဂျီစစ်သားတွေရဲ့ဖမ်းခံလိုက်ပြီးတော့ခါရီကစလိုက်ဒီနဲ့စမီတို့ကိုမင်းတို့အပြင်ထွက်ခွင့်ပေးလိုက်ပြီးလို့ပြောလိုက်ပါတယ်တပမာဂျိုးတို့ကတော့လေစိတ်ကိုရောက်လာပြီးတော့စိတ်ကမ်းမှာအစင်းလေးကတ်ထားတဲ့လေတစည်းကိုမြင်လိုက်ရပါတယ်ဂျိုးတို့လည်းလေပေါ်တက်ပြီးတော့ထဲဝင်ဖို့လုံနေတော့မှလေတွေကနေဂျိုးရဲ့ဘော်ဒါတွေဖြစ်တဲ့စီဘေးရီးယားနဲ့ရာရှီဒီတို့တနတ်တွေနဲ့ထွက်လာကြပါတော့လေစစ်သားတွေကဂျိုးတို့ဒီကိုလာမှသိလို့အသင်းဆောင်နေခဲ့ကြတာပါ တခြားပရိုတက်ဂျီစစ်သားတွေအားလည်းဂျိုးတို့ဝိုင်းထားပြီးတော့ဆီဘေးရီယန်ကဂျိုးငါတို့ဒီလိုမလုပ်ဖို့ပြောထားလေနေသနာကိုချလိုက်လို့ပြောနေပြီးတော့ဂျိုးကကျေးဇူးပြုပြီးငါတို့သွားမှဖြစ်မယ်လို့ပြန်ပြောနေပါတယ်စစ်သားတွေကမင်းတို့မပြည့်ချင်ဘူးမင်းတို့ဖမ်းခေါ်လာဖို့ပြောထားလို့ပြောနေပြီးတော့အဲ့ချိန်မှာနစ်ကဒေါသထွက်လာပါတယ်နစ်ကနင်တို့အကုန်လုံးစောက်ယူမဆိုင်ဘူးငါတို့ဘယ်တော့မှပြန်မသွားနိုင်ဘူးလို့ပြောလိုက်ပါတယ်အမှန်တကယ်စစ်သားတယောက်ကနေရဲ့လက်ထဲကအယုတ်ကိုယူပြီးတော့ရေထဲကိုပြစ်ချလိုက်တော့နစ်ကပို့ပြီးတော့တင်းသွားပါတော့တယ်နေကသူ့ရုပ်ကိုပြစ်ချတယ်စစ်သားရဲ့မျက်နှာကိုလက်နဲ့ဆွဲညှစ်လိုက်ပြီး ရှာအိုပါလက်နဲ့ရဲရဲဆက်ဆက်ဆွဲထုတ်ပြလိုက်တဲ့တော့စစ်သားလည်းချက်ချင်းပဲရှောသွားခဲ့ပါတော့တယ်။ခြေနေပြီးတော့ချက်ချင်းရုံးဆန်ခတ်တွေဖြစ်ကုန်ပြီးတော့ဂျိုးတို့လည်းနစ်ကိုတားဖို့လှုပ်ပြီးမှမရခဲ့ပါဘူး။နေကကြံတဲ့စစ်သားတွေပါတယောက်ပြီးတော့ရိုက်နှက်နေပြီးဝန်ဒီလည်းရာစီဒီနဲ့ဆီဗေရီယန်တို့ကိုမှောက်အောင်တိတ်ပြလိုက်ပါတယ်။ပြီးတော့ဝန်ဒီကဇီနိုမော့ဖ်ကိုချက်ပေးဖို့လုပ်နေပြီးတော့ဂျိုးကသူ့မျက်ကိုပါစပ်ပိတ်ပြီးတော့ဇီနိုမော့ကိုမခေါ်ဖို့တားနေခဲ့ပါတယ်။အဲ့ချိန်မှာပဲဆီဗေရီယန်ကလည်းနေကိုတနက်နဲ့ပြစ်လိုက်ပြီးတော့ရာစီဒီယားမှာပြစ်ဖို့လှုပ်တော့ဂျိုးကဝင်တားနေပါတယ်။ ဂျိုးတယောက်လည်းဟိုလူတားလိုက်ဒီလူတားလိုက်နဲ့ဗျာများနေရပါတော့တယ်နေကတော့သူ့အတဏ္ဍနဲ့ပြတဲ့စီဘေးရီးယန်ကိုလဲပဲညစ်ပြီးတော့တားပြစ်ဖို့လုံနေတော့ဂျိုးလည်းသူ့တငယ်ချင်းသေပါဆိုပြီးတော့နေကိုလျှက်စစ်တဏ္ဍနဲ့ပြစ်လိုက်ပါတော့တယ်ဝန်ဒီကဂျိုးတယောက်နေကိုတဏ္ဍနဲ့ပြစ်လိုက်တာကိုမြင်ပြီးတော့ဒေါ်သားထွက်ပြီးတော့နေပါလုံးလိုက်တာလဲလို့မေးနေပါတယ်စစ်သားတွေကလည်းဝန်ဒီကိုတဏ္ဍနဲ့ဝိုင်းချိန်ထားကြပြီးဇီနိုမော့ကလည်းဒေါ်ရဲရနေသူတို့လမ်းကြည့်နေပေမဲ့ဝန်ဒီကမခေါ်တဲ့အတွက်သူတို့စီကိုမလာသေးပါဘူးဝန်ဒီကတော့နေကိုတဏ္ဍနဲ့ပြစ်လိုက်တဲ့သူ့ကိုဒေါ်သားတော်ထွက်နေပြီး နေဘာလို့လိုက်တာလဲလို့ထပ်ပြီးတော့អော်မေးလိုက်ပါတော့တယ်ဟုတ်ကဲ့ပါတော့ပိုင်းခုနှစ်ပါ alien at အပိုင်းရှစ်နောက်တစ်ပိုင်းဆိုရင်တော့ဇာသိမ့်ပြီပဲဖြစ်ပါတယ်အဲ့တော့ကဘာကိုပြတ်မဲ့ခြားသွားကဂျိုသားတွေဂျိုသားကားပြီးတဲ့ခါမှလည်းနောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့အမိုက်ဆောက် recap တွေကိုတင်ဆက်ပေးမှဖြစ်တာကြောင့် channel subscribe လို့ဘေးနားအကောင်းအောင်နှိပ်ပြီးတော့စောင့်ကြည့်ပေးကြပါဦးဒီနေ့မှာအစားဆုံးချိန်ပေးခဲ့တဲ့ကျေးဇူးခဲ့တဲ့ဗောရောက်တယောက်ချင်းစီတိုင်းကျေးဇူးတွေပဲတင်ပါတယ်ခင်ဗျာကျွန်တော်အန်ခင်မူပါ